လူကွင်းနဲ့ရခိုင်စည်ရည်တူပါတအားကိုအရေးကြီးပါလေအခုလောလောဆယ်သူ့ကိုပြန်တိုက်မဲ့မွတ်စလင်အာစာအုပ်စုကိုသူ့ရဲ့လူယုံတယောက်ကိုဒုက္ခစခန်းကိုပို့ထားပြီးတော့ခေါင်းကြီးပိုင်းထဲမှာကြောက်သွားပါပြောနေတာကပြောနေတာစောက်ချက်မရှိဘူးဘာတွေပြောလို့စောက်ချက်မရှိဖြစ်တယ်သူပြောနေတဲ့ဘီလူမှန်ကျွန်တော်မြင်တာသူတော့မတည်ဘူးသူ့ကိုကြည့်ရိုးနေရှက် Hello Jeremy Babbi တို့ညီကိုမောင်မများအားလုံးပဲမင်္ဂလာပါ။ News Pitch Channel ကနေပြန်မပြန်လဲကြိုဆိုလိုက်ပါရစေ။2025ခုနှစ်မတ်လ9ရက်နေ့ကျွန်တော်ဘော်ဒူးနေညပိုင်းမှာနောက်ဆုံးကြားသိရတဲ့သတင်းတင်ကောင်းများစွာရှိတာပဲဖြစ်ပါရစေ။ပထမဆုံးအနေနဲ့ကျွန်တော်ခါတိုင်းလိုပဲသတင်းကောင်းလေးတွေကြည့်လိုက်ရအောင်နော်။ပထမဆုံးသတင်းတပိုးအနေနဲ့ကတော့မကွေးတိုင်းစစ်ဖြူမြို့နယ်အမှတ်20နဲ့ကာကွယ်ရေးပစ္စည်းစိုံကပ္ပဆာ20နဲ့ကနေတက်လာတဲ့ချမ်ပီယံစစ်တပ်ရဲ့စစ်တပ်လေထီနှစ်စီးကို0.5နဲ့ပြတ်ခတ်တိုက်ခိုက်ခဲ့လို့လေထီမောင်းသူကြီးထီမှန်ပြတော်မှပြင်းထန်တဲ့ရရှိခဲ့တဲ့ဆိုတဲ့သတင်းကောင်းလေးပဲဖြစ်ပါရစေ။ အဲ့ဒီတိုက်ခိုက်မှုတွေမှာစစ်တပ်လေထီမောင်းနေနေတဲ့အချမ်းဘက်စစ်ကောင်စီတပ်သားတအူပေါ်မှာခြေထီမှန်ပြီးတော့ပြင်းထန်တဲ့ရရှိခဲ့တယ်လို့သိရပါတယ်။အဲ့ဒီတန်ရာဟာဆိုရင်ပြင်းထန်တဲ့အတွက်ကြောင့်လို့ဖြစ်တော့ရမယ်ဆိုပြီးတော့မှအတွင်းတရင်ရကျွန်တော်တို့သိရတယ်ဆိုပြီးမင်းပါကဖားကနေပြီးတော့မှပြောဆိုလိုက်တာပဲဖြစ်ပါတယ်။စစ်ခွေးတွေကတော့သူတို့အနေနဲ့ပေါ့နော်ဒီစစ်တပ်လေထီတွေကိုအုံပြပြီးတော့မှပီတိုတွေနေတဲ့နေအိမ်တွေပြီးတော့မှတော်လိုင်းရဲဘော်တွေကိုလေးချောင်းတိုက်ခိုက်မှုတွေလုပ်နေတာဖြစ်ပြီးတော့မှခုဆိုရင်ကျွန်တော်တို့ဘက်ကနေပြီးတော့မှ0.5တွေနဲ့တရဇက်ပေါ့နော်ပြန်လည်းပြစ်ခတ်နိုင်ခဲ့တာပဲဖြစ်ပါတယ်။နောက်ထပ်သတင်းသဘောအနေနဲ့ကတော့ ကျောက်ဖြူမျိုးနယ်မှာရှိတဲ့စက်ကောင်စီရဲ့ဒညဝရီရေးတပ်ဌာနချုပ်နဲ့ရက်တရင်32တို့ဟာဆိုရင်အရခတ်တော်အေးရဲ့တက်ခတ်မှုကိုခံရပြီးတော့မှဟာကင်းစခန်းချုပ်ကြပြီးစက်ကောင်စီတပ်သားတွေတက်ဆုပ်ပြေးနေရတဲ့ဆိုတဲ့တင်ငပဲဖြစ်ပါတယ်။ဒီနေ့မနေ့ထိတိုက်ပွဲတွေပြင်းထန်နေပါတယ်။ကျောက်ဖြူရန်ကုန်လမ်းပေါ်ကရက်တရင်32ကိုထိုးစစ်ဆင်တက်ခတ်နေပါပြီးဆိုပြီးတော့မှကျောက်ဖြူတရင်မြက်ကနေပြီးတော့မှပြောဆိုထားတာပဲဖြစ်ပါတယ်။ဒါကတော့ကျွန်တော်ကျောက်ဖြူမျိုးဟာဆိုရင်စက်ကောင်စီတပ်ဖွဲ့ဝင်တွေအခုဆိုရင်အထိနာနေတာဖြစ်ပြီးတော့မှ အေးနဲ့ပူအောင်တဖို့နဲ့ရနေပြီးမှချော့ဖီမျိုးကိုအခုဆိုလုံးဆုံးသိမ့်နိုင်ဖို့ပေါ့နော်အချိန်လေးကောင်းနေတာပဲဖြစ်ပါတယ်ချော့ဖီမျိုးကြပြီဆိုတာနဲ့ကျွန်တော်တစ်ဖက်ကဒီရခိုင်ပြည်နယ်ရဲ့မြို့တော်စစ်တွေမြို့ကိုတော့ကျွန်တော်နေရအလွယ်တကူသိမ့်ပတ်ရရှိဖို့အချိန်လေးကောင်းနေတာပဲဖြစ်ပါတယ်ကဲကျွန်တော်ဒီနေ့ညပထမဆုံးအနေနဲ့ကြမ်းမှာကတော့မြောက်လရရနေပြီးမှရုရှားသွားပြီးတော့မှာပေါ့နော်ပူတင်ကိုကျွမ်းမင်းနဲ့နိုင်ပြီးပြောဆိုတဲ့ပုံမှာကူစီယာနဲ့ပြန်လည်တုံ့ပြန်ပြောဆိုထားရပဲဖြစ်ပါတယ်ကိုစီဘလိုမျိုးမြောက်လိုက်တဲ့ဘူတင်နှကောင်လုံးကိုနှုတ်တိဖြတ်ထားလဲဆိုတာကျွန်တော်တို့စကြည့်လိုက်ရအောင်နော် မြတ်စွာဘုရားညီတော်အာနန္ဒာကိုပြောခဲ့တယ်ခမည်းတော်ကြားလာခမည်းတော်တည်လာဒါကပိဋကတ်၃ပုံလာတော်ပုံတော်မနေ့တနေ့မှရေးထားတဲ့စာပိဋကတ်၃ပုံမှာပါတဲ့အထုပ်ပတိတော်မဟုတ်ဘူးနော်မနေ့တနေ့လောက်မှရေးထားတဲ့စာမှန်ပါတယ်ဘီလိုဆိုတာကိုဘဒုကအမှတ်ခံဟမ်အဲ့ဒါအဖြစ်ပဲမြတ်စွာဘုရားရှင်လက်ထက်ကနော်ဒီပြမတ်နိုင်ငံနိုင်ငံတင်းနေဒီမှာလာတဲ့မှတ်တမ်းတွေအရာတွေတော့မှဒီမှာအငင်းခုံမှုတွေနောက်များစွာဖြစ်နေတဲ့အရာ မနေ့တနေ့မှာဥပုံစေးရအထောက်ပတ်တိကိုရေးတဲ့အရာကိုရက်စားကိုတွားပေးတာနော်ရှင်းပြောရင်တော့ကဘာလှည့်ပြီးစောက်ချက်ခွဲနေတဲ့တောင်းလိုက်တာမအင်းလို့ဟမ်ပောက်ပန်း40စောက်ယူစောက်ဖို့ကိုယ့်ကိုဘယင်ယူပြီးတော့ပောက်ပန်း40ရှောက်ပြောနေတာအောက်တန်းသားနွားသားဟုတ်တယ်နော်အဲ့ဒါတော့ပြီးတော့စင်ချောက်ကောင်ကိုလည်းမြန်မာပြည်တဲဝါကြီးပထွေးလက်ဆောင်တွားပေးတယ်အာနာရရေးအတွက်ဒူအာနာရရေးအတွက်ငန်းငန်းသက်ဖြစ်နေတာစောက်ချက်လေးတော့မဲ့တယ်ကောရုပ်ကိုယ်လေးကပြည်ပြည်ပြည်နဲ့ဖာကောင်းရုပ်ဟမ်ကဘာလှည့်ပြီးစောက်ချက်ဆရာတော့ကျန်းတယ်ကဒီနေ့ခင်မှာမူတော်ကလေးတောင်မှအင်္ဂလိပ် စပီကင်မှာအတိုင်းကတခုတည်းပြောလို့ရတယ်။တိုင်းပြည်ကိုတက်ပြီးတော့ဘယင်နာလုပ်ရှင်နေအင်္ဂလိပ်စကားကြတော့တလုံးမမရဘူးစောက်ခေါမကျူကျူလှစကားတော့မရဘူး။ဟမ်ပြောနေတာလားပြောနေတာစောက်ချက်မရှိဘူး။ဘာတွေပြောလို့ပြောမှမရှိဘူး။ရှက်စရာကြီး तू ပြောနေတဲ့ဗီဒီယိုခိုင်းကျွန်တော်မြင်တာ။ तू တော့မတည်ဘူး။သူ့ကိုကြည့်ရိုးနေရှက်တယ်။ဟာကဘာကြီးမှာကွာဒီလိုကောင်မျိုးကမြန်မာနိုင်ငံခေါင်းဆောင်တက်လို့ဖို့လုပ်နေပါလား။ဟမ်တချို့တဲ့နိုင်ငံဆိုတာမြန်မာခေါင်းဆောင်လို့မြင်ဝင်တယ်ရော။တနိုင်ငံလုံးတော့တွေ့ရော။ဟမ်လက်ခံကြ အခုမရောက်နိုင်ဖြစ်နေတဲ့ပုံလုံနေတဲ့ပုံယူခင်ဗျားတို့အနေနဲ့ခေါင်းဆောင်တယောက်ဖြစ်လက်ခံဟုတ်ဒီဘက်အချမ်းကိုမေးရပုံတော့ဒီတော်လန်နေတဲ့ပြည်သူဘက်အချမ်းတော့ပြောစရာမလိုဘူးနော်ဒီမရောက်နိုင်ကိုထောက်ခံပါတယ်ဆိုတော့စစ်သားတွေရဲတွေအဲ့ဒီဘောမတွေမင်းတို့အဲ့ဒါကိုမရှက်ဘူးလားဟမ်မင်းတို့ရဲ့ခေါင်းဆောင်ကအဲ့လိုဟာမျိုးလားတယ်ရောအဲ့တော့ဒီတိုင်းပြည်မှာဗျာလူတွေရှိပါတယ်စစ်တပ်ထဲမှာလည်းအရေးရှင်းရှိတဲ့စစ်ဘုံချုပ်တွေအများကြီးရှိပါတယ်တိုင်းပြည်ကိုဥဆောင်နိုင်တဲ့စစ်ဘုံချုပ်တွေအများကြီးရှိတယ်ဒါပေမဲ့မြန်မာပြည်မှာကလည်း ။တန်ဖိုးရှိတဲ့လူဆိုရင်ကြောင်ဖိုးခံတယ်။မယုံရင်စခန်းထဲမှာရဲစခန်းတစ်ခုထဲမှာလက်မစားဘူး။မြက်မြက်တတ်တတ်နေတယ်။အထက်ဘာအောက်ထိမလုပ်ဘူးနော်။ဥပဒေကိုလေးစားလိုက်တာလေ။အဲ့ဒါလို့ရဲတက်ရောက်လာတွားကြည့်လိုက်။ကြောင်ထဲမှာဘာမှအောက်ဆိုင်မရ။ဘာပတ်စံမှမရ။လက်ကလေးစားပြီးတော့ယူနီဖောင်းစုပ်စုပ်နဲ့ကြောင်ထဲမှာပုတ်ပုတ်လေးစည်ရေးလုံရတာမျိုးများတယ်။အဲ့ဒါမြန်မာပြည်ရဲ့စနစ်အတ္တမရကြီးစိုးအောင်အတ္တမရနေရာရအောင်ဝိုင်းလုပ်နေတာဒီအတ္တမရပါလေ။တော့အခု ဒီကြွက်ပြင်းတဲ့ကောင်ပူတင်ဆိုလာတဲ့ကဘာအတွက်ဒီကောင်ကြီးလို့ပဲအဲလုတ်ချင်နေချောက်လို့လာဘာမှမဆိုင်ဘူးယူကရိန်းကိုသွားသိမ်းတာကဲဒါတော့ကိုစီယာနေပြုံးမပါနော်ပူတင်နဲ့မြောက်လိုင်းတို့နှစ်ယောက်တည်ဆုံတဲ့အချိန်မှာမြောက်လိုင်းရနေပြုံးမပူတင်ဟိုကျွန်မနဲ့နိုင်ပြုံးမပြောဆိုတဲ့ပုံမှာသူ့မျိုးသုံးသက်ပြောဆိုထားတာပဲဖြစ်ပါတယ်သူပြောတဲ့ပုံစံတွေကတော့ထီထီမီနဲ့ပေါ့နော်တကယ်ကိုအားရဖို့ကောင်းတာဖြစ်ပြုံးမမြောက်လိုင်းရဆိုရင်ကျတို့မြန်မာပြည်သူပြည်သားတွေတော့မှာကနိုင်ငံကိုကပလဲမှာအခုဆိုရင်အရှက်ခွဲနေတာပဲဖြစ်ပါတယ်။သူအနေနဲ့ ABCD တောင်းမလုံးဝမတိပဲနဲ့ပေါ့နော်။ ဘမစကားနဲ့ပဲပြောသွားတာဖြစ်ပြမပူတင်ကတော့နားလည်မဲ့ပုံစံမျိုးနဲ့ခေါင်းတညင်းနဲ့လှုပ်ပြတော့တော့ကျွန်တော်အားလုံးဗီဒီယိုအထဲမှာတွေ့ရှိရတာပဲဖြစ်ပါတယ်ဘလိုပဲပြောပြောမြောက်လိုင်းကနေပြတော့မတေးယိုရုရှားကူညီတွေယူနေပါစေကျွန်တော်ဘက်ကနေပြမဒီနေ့ထဲမှာပဲအပြီးဖြိုချနိုင်ဖို့အခုဆိုရင်စ조사နေကြတယ်ဆိုတာမြို့ပပြည်သူတွေအားလုံးလည်းသိရှိပြီးပြီဖြစ်ပါတယ်ကဲကျွန်တော်နောက်ထပ်ဗီဒီယိုသဘောတွေနဲ့ဘုန်းကားနေပြတော့မှကိုလိုလက်ခွန်ဒီမိုကရေစီတွေ့ပါနော်အစွမ်းကုန်တိုက်ယူသွားမယ်ဆိုပြတော့မှမြောက်လိုင်းနဲ့သူတို့ပေါ့မတွေကိုချင်းချောက်ပြောဆိုလိုက်တဲ့ဟာလေကျွန်တော်ဆက်ပြီးတော့မှကြည့်လိုက်ရအောင်နော်ဒီတိုင်းပြည်မှာ စစ်ကောင်စီကသူတို့ရဲ့ဇာတိရုပ်ကိုမဆက်တမ်းမကြောက်တမ်းကိုပြည်သူရှေ့ကိုချပြလိုက်ပြီအဲ့တော့ပြည်သူကမလုပ်မလဲဒါပဲစဉ်းစားကြနော်လူအခွင့်အရေးစိတ်သုံးနေတယ်ဒီမိုကရေစီစိတ်သုံးနေတဲ့နိုင်ငံမှာကိုလဲနေသွားမယ်ကိုသားသမီးတွေကိုမြင့်မြင့်တွေရောထားခဲ့မလားဒီမိစ္ဆာတွေရဲ့လက်အောက်မှာခမရသမီးစိတ်ချမလားကျွန်တော်သမီးစိတ်ချမလားဟုတ်တယ်မလားကျွန်တော်ဒါတော့ဟုတ်တယ်နော်သူကဘာမျိုးလင်းချက်ရှိမလဲနော်ခွန်ဒူးကအနေစုလေးကလွယ်အောင်ကြံတဲ့လူတွေကဒီလိုပဲ အစဉ်ကလေးအားနဲ့ဘဝတွေမွဲ့မွဲ့တည်တည်နဲ့သွားဘာလို့ခွင့်ရမှမရှိဘူးဘာဒီမိုကရေစီမှမရှိဘာဥပဒေမှမရှိမိန်းကလေးတယောက်ရိုင်းရိုင်းပြောမှချောချောလာလာလေးမြင်လို့အဲ့ဒီစကမ်းမှုကသဘောကျရင်အဲ့ကောင်မလေးတော့ဖန်ဆန်းกว่าစစ်စရာရှိလို့ခေါ်ခဲ့ခန်းနဲ့ခေါ်သိမ့်လိုက်ရိုင်းရိုင်းပြောအဲ့ဒီလောက်ထိအောက်တန်းကျတဲ့အလုပ်တွေကိုလုပ်တော့မဲ့လူလေးစီမှာခင်ဗျားတို့ညဇက်တွေထားခဲ့နော်လူအခွင့်အရေးတော့ဒီမိုကရေစီတို့ဆိုတာက နိုင်ငံတကာသွားပူဇော်နေလို့လည်းမရဘူးသိတဲ့အတိုင်းပဲဒီမှာရှိတဲ့လူတွေကိုလည်းဟိုပဇက်နယ်တန်သွားပြီးတော့ပူဇော်နေလို့ဆူတောင်းနေလို့မရတော့ဆိုတာသိနေပြီပဲဒီမိုကရေစီတို့လူအခွင့်အရေးတို့ဆိုတာကပဇက်နယ်တောင်းလို့ရတာကလူစိတ်ရှိတဲ့လူတွေလူသားဆန်တဲ့လူတွေအုပ်ချုပ်နေတဲ့အချိန်မှာတာရမှာလူစိတ်မရှိတဲ့လူတွေလူသားမဆန်တဲ့လူတွေအလိတ်ဆန်စိတ်အလိတ်ဆန်အကျင့်တွေလွန်ကဲနေတဲ့လူတွေအုပ်ဆိုးတဲ့ကာလမှာတောင်းယူလို့မရမှန်တယ်နော်ဒီမှာရမယ်ဆိုတာလေ တိကြဖို့လို့တယ်မင်းတိုက်ငါတိုက်တော့မင်းတိုက်လိုက်ပါငါအိမ်နဲ့နေမယ်ဆိုတာမျိုးတော့ချက်စရာကောင်းတဲ့အလုပ်မမဆန်တဲ့အလုပ်ဘာနဲ့တူလဲဆိုတော့ discovery မှာလာနေတဲ့တလိษံနဲ့တူတဲ့အလုပ်ဘယ်အကောင်ကိုဘယ်အကောင်ကလိုက်ကင်နေနေညစာမပြတ်ရေတောက်မပြတ်ဆိုတဲ့ပုံစံမျိုးနေလို့မရအမနာရန်ပြောရင်အဲ့လိုလူတွေများနေတယ်အဲ့ဒါကိုကိုကိုတလိษံနဲ့မတူအောင်လုပ်တလိษံနဲ့တူတဲ့နော် လူတွေရဲ့အုပ်စိုးမှုအောက်မှာကိုသားသမီးတွေကိုမထားခဲ့ခြင်းကိုကိုယ်တိုင်ကလည်းအဲ့ဒီတလိမ့်ဆန်လို့မနေနဲ့လူသားကဘာကိုဖန်ပြီးပေါ့လူပိသားတဲ့တာဝန်ကိုယူပေးကြနော်ထပ်ပြောရရင်တလိမ့်ဆန်စိတ်လွန်ကဲနေတဲ့လူတွေစီမှာလူအခွင့်အရေးနဲ့ဒီမိုကရေစီမျှော်လင့်လို့မရတောင်းယူလို့မရတိုက်ယူမှရဒါတော့ဘုန်းကားနဲ့ပြမပါနော်ကျတို့အနေနဲ့နောင်မျိုးဆက်တဲ့တွေအတွက်တရိษံစိတ်ပြည့်ရှိနေတဲ့ဒီစကွန်စီတဖွဲ့ဝင်တွေကြားထဲမှာ ကွယ်မျိုးစစ်တွေကိုခြံခဲလို့မရဘူးဆိုတာကိုအတိအပြပြောဆိုထားတာဖြစ်တယ်။တကယ်လည်းဟုတ်တယ်ပေါ့နော်။ကျွန်တော်တို့တွေးကြည့်မယ်ဆိုရင်စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကတကယ်ကိုလူစိတ်ပြောင်းနေတာဖြစ်ပြမှာခုဆိုရင်နေရာတက်ကြီးတဲ့ဖိုးဘွားတွေကဆာလို့သူတို့အောက်ခြေဆုံးပါနော်။ကလင်းငယ်တွေပါသူတို့ကလည်းတပြက်မှုတွေမရင်ကျမှုတွေခုဆိုရင် ုဆောင်နေတာဖြစ်တယ်မြောက်လိုင်းကနေပြတော့အဲ့လိုမျိုးအထက်ကနေအာနာတွေပေးထားတာဖြစ်ပြတော့အောက်ခြေမှာဖြစ်ချင်နေဖြစ်နေတာမို့လို့ကျွန်တော်တို့မြို့ပပီသူတွေနဲ့အချောင်းအနေချောင်းဆောက်လို့နေတာကိုရက်တံပြတော့စကွန်စီကိုအပြည့်ပြည့်ဖြုတ်ချဖို့လွန်နေတာပဲဖြစ်ပါတယ်ခုဆုံဘုံတကားပုံကျွန်တော်တို့တော်လင်းရက်ပေါ်တဲ့ကနေပြတော့လဲပေါ့နော်ပြောဆိုလာလို့ကျွန်တော်တို့ဘက်ကနေပြတော့မှမြောက်လိုင်းတို့အုပ်စုအားရောနေချိန်မှာကျွန်တော်တို့ဘက်ကနေပြတော့တခါတဲ့အပြည့်တိတ်ဖို့လွန်နေတာပဲဖြစ်ပါတယ် ကျွန်တော်နောက်ထပ်ဗီဒီယိုတပုတ်အနေနဲ့ဘောမိုက်ကွာပြောင်းကြမ်းနေပြတော့မှာအခုဆိုမြောက်လိုက်တို့စစ်တပ်တွင်းမှာဖျက်တီကြီးစားရှိနေတဲ့ Super Mario ပေါ့နော်ထို့ပေါ်ပြောချလိုက်တဲ့ဟာလေးကျွန်တော်စစ်ပြတော့မှာကြည့်လိုက်ရအောင်အေအေကနော်အေအေကတိတ်လေတယ်ပြောသိလားအဲ့တော့တိုက်ဖို့စီစဉ်ထားတာကတော့အမှန်ပဲဒါပေမဲ့အေအေကအဲ့ခေါင်းကြီးပိုင်းထဲမှာအခုပေါ့နော်အဲဒီအာစာနဲ့ဒီမွတ်စလင်ခေါင်းကြီးပိုင်းအုပ်စုထဲမှာသူတို့လူတူတူတယောက်ဆက်ထည့်လိုက်ပြီအင်းဆက်ထည့်လိုက်ခေါင်းကြီးပိုင်းထဲမှာခုတယောက်ရောက်သွားပြီဆိုလိုချင်တာကတရင်ပေါ့ရင်ပေါ့မပေါ့လို့ရှိရင်ဒီခေါင်းဖြတ်လို့ပြည်စည်းလို့ရောက်လိုက်မယ်အဲ့တော့ ဒီမွတ်စလင်တွေရဲ့အကြံဉာဏ်ပျက်စီးအောင်လို့ခေါင်းကြီးပိုင်းတွေကိုလူထည့်ထားပြီးသားဖြစ်နေပြီ။အသတိထားပါနော်။အဲအဲကျွန်တော်အသေးချအသေးချပြောပြခြင်းလဲ။နာမည်တော့ကျွန်တော်မပြောပြတော့ဘူး။အေအေကအောက်လန်းကနေပြီးတော့အဲဒီဒုက္ခသည်စခန်းမှာမွတ်စလင်မော်လဝီဆရာတွေရှိတယ်။ဒီမော်လဝီဆရာတွေကြားတဲ့ကိုအေအေကသူ့ရဲ့လူယုံနော်။သူ့ရဲ့လူယုံကိုထည့်ထားပြီးသားဖြစ်တယ်။ဥပမာပြနာခခငါကြားတယ်အဲ့ဒါပါလေ။နာခခငါပေါ့နော်ကြားသွားတာဆိုတာလေ။မှန်တကယ်ကအဲနာခခငါရဲ့ဘုံမှုချုပ်သူတွေထွန်းအာကိုနေတော့အာကိုနေတော့ဒီအုပ်စုကဒီဘုံမှုချုပ်ရှင်အာကျွန်တော်တို့ဒီ အေကထည့်ထားပြီးသားလို့ဖြစ်နေအဲ့တော့အေကတအားပါတယ်အခုကျွန်တော်တို့မြမတက်မလို့မှလည်းသူထည့်ထားပြီးသားမထည့်ထားပြီးသားဆိုတော့ကတော့အဲ့တော့တက်မလို့ကြီးပိုင်းနေပဲသိလိမ့်မယ်နော်ရှိတယ်လေနော်ကျွန်တော်ခေါ်တရားလုံးရှိနေတာကိုနောက်ထပ်သတိထားစရာလေးကျွန်တော်ပြောပြစရာအများကြီးရှိတယ်ဗောနော်အခုလက်ရှိကျွန်တော်တို့ရင်ဆိုင်နေရတဲ့စီရေးခြေနေတွေမှာဘယ်နေရာဘယ်ဒေတာတွေမှာအဲဘာခေါ်မလဲဆိုရှင်ဘလို့တွေဖြစ်နေဆိုတာကိုကာကနာသိစေချင်တယ်ဘာတွေလုတ်တယ်ဆိုတာကိုကျွန်တော်အနေနဲ့ဆက်လက်ပြီးတော့သုံးသပ်ပြီးဖော်ပြသွားမှာဖြစ်တယ်သေချာတခုကတော့ခင်ဗျားတို့ကျွန်တော်ပြီးခဲ့တဲ့ခါပြောသလိုပေါ့ငွေကွင်းနဲ့ရခိုင်စီရေးပြူဟာ တအားကိုအရေးကြီးပါတယ်အခုလောလောဆယ်သူ့ကိုပြန်တိုက်မဲ့မွတ်စလင် အာစာအုပ်စုကိုသူ့ရဲ့လူယုံတယောက်ကိုဒုက္ခစခန်းကိုပို့ထားပြီးတော့မှကောင်းကြီးပိုင်းထဲမှာရောက်သွားပါပြီအဲ့ဒါကိုပြီးကိုလို့ရနော်အဲ့တော့ဒါမဲ့လည်းဘာတွေဖြစ်လာမှန်းကျွန်တော်စောင့်ကြည့်မယ်အဲ့တော့အခုမြန်မာတက်မလို့ထဲမှာလည်းကောင်းကြီးပိုင်းကဘာသူဖြစ်မယ်လို့ထင်တယ်ဗျဘယ်လိုဖြစ်မယ်လို့ထင်လဲ AU နိုင်နေတဲ့နေရာမှာဒီလောက်ကြီးကြံ့ကြံ့မှုတွေဖြစ်နေရ ကြဒီမှာပြောင်းကြီးပြောပုံရတော့ခုချိန်မှာတော့မျောလိုင်စစ်တပ်ထဲမှာဖဲသေးကြီးစားတော့မျောလိုင်ရက်ဘေးနမှာရှိနေတော့ဗောနော်သူရဲ့ဇနီးချောလေးချူချူဟောဖြစ်တယ်ဆိုတော့ကိုပြောဆိုထားတာပဲဖြစ်ပါတယ်အဲ့ဒါလည်းဖြစ်နေကောင်းဖြစ်နေတယ်ဗောနော်ခုဆိုဘောမရက်ကနေပြထမတော်မှာဒီချူချူဟောဆိုရင်မျောလိုင်ရက်စေးတရင်တွေကို AC ကိုပြပို့နေတယ်ဆိုပြမှာသူတို့အနေနဲ့ယုံမတန်တရားရှိမှုတွေရှိလာတာဖြစ်ပြမှာဒါကကျွန်တော်မျောလိုင်စစ်တပ်နဲ့သူတို့အပေါင်းပါတွေအတွက် ေပျက်စီးခြင်းလမ်းစာကိုမြင်နေရတာပဲဖြစ်ပါတယ်လိုပဲပေါ့နော်စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကတော့အချင်းချင်းတရနေတယောက်တလန်ဆိုပြီးတော့မှဆွဆွဲပြောဆိုမှုတွေရှိလာတာဖြစ်ပေါ့ကျွန်တော်တို့ဘက်ကနေပြီးတော့မှတစ်ချက်ကလေးအလုံးစုစည်းပြီးတော့မှတလဲရံနဲ့တခါတည်းလဲပြောသွားမယ်အုပ်စုတွေပဲဖြစ်ပါတယ်ကဲကျွန်တော်နောက်ထပ်ဗီဒီယိုသဘောတွေနဲ့တော့ထဲမှာပုံပြီးတော့မှ PDF တွေကိုအားချောင်းနေတဲ့ငပေါ့ဘယ်လိုမျိုးတွေပြောမလဲဆိုတာတစ်ချက်လောက်ကြည့်လိုက်ရအောင်နော်ဒီရနေကျမ်းပဲဘလောင်နေပေါ့နော်ဘလောင်နဲ့ PDF တွေစကူစကန်နဲ့မှာအွန်လိုင်းကျင်းလိုက် ။သူချီပန်းခံရတယ်လို့ဦးဇင်းတို့ကြားတယ်ဗျ။သူချီပန်းခံရလို့ကြားတယ်။ဘလောင်းနေရတော့အများကြီးလို့ပဲကြားပါတယ်ဗျာနော်။ဘာပဲပြောပြောသေးရကိုဝမ်းသာလို့ဝမ်းမြောက်လို့ပြောရတော့မဟုတ်ပါဘူး။ဒါပေမဲ့အချမ်းဖက်တီမရှိတဲ့နေရာတိုင်းသူကူပြောမှာဆိုလဲအိုးအိအိုးပြအိမ်ပြခြံပြရာပြဘလုံးပြပြီးမှအေးချမ်းချမ်းနေကျင်တဲ့ပြည်တွေသူ့ကွာပြရတာကြီးလဲဒီလူများအလုံးအတည်ဆုံးပါကြနော်အဲ့တော့ အကျန်းဖက်တီတောင်းကျတဲ့နေရာအကျန်းဖက်တီရှိတဲ့နေရာတိုင်းကိုရှင်းလင်းရမှာကတမ်းမတော်ရဲ့အလုပ်တာဖြစ်ပါဟမ်ကိုစကားကိုမထားတော့မပေါ့ပြောချင်တာကငင်းညမ်းမှုကိုလိုလားလဲအေးချမ်းမှုကိုလိုလားလဲကိုရကိုရရွာကိုနေရာကိုဒေတာအေးစစ်စစ်ပြန်နေချင်တဲ့ဆိုရင်တမ်းမတော်နဲ့ပူပေါင်းပါလို့ဦးစင်းနေနဲ့ပြောချင်ပါလေကြတမ်းမတော်နဲ့ပူပေါင်းပါတမ်းမတော်နဲ့မပူပေါင်းဝင်နဲ့အကျန်းဖက်နဲ့ပူပေါင်းမယ်ဆိုရင်တော့ ခင်ဗျားတို့အကျန်းဖက်ပေးတဲ့တံကိုလည်းခံခဲ့ရတာခင်ဗျားတို့အတီးဆုံးပါပဲအကျန်းဖက်တည်းရဲ့လူဝဝမှုအကျန်းဖက်တည်းရဲ့စက်ကြီးကောင်းမှုအကျန်းဖက်တည်းရဲ့ပြည်သူ့ဘုံမတရားအနိုင်ကျင့်မှုတဲ့ဟုတ်လားပြည်သူ့ပါတော်ရေးဆိုတဲ့သကလောဆလာလေးတွေနဲ့အနိုင်ကျင့်နေရတယ်ခင်ဗျားတို့အတီးဆုံးပါဗျာနော်ဒီမှာအားလုံးကြားတဲ့အတိုင်းပဲငါပေါ်ရတော့ပါနော်ကျွန်တော်ပြည်သူတွေနဲ့တော်လိုင်းရဲ့ရပ်ဘော်တွေကြားထဲမှာတွေ့ခွဲစကားတွေပြောဆိုနေတာဖြစ်တဲ့ စစ်တပ်ရှိတဲ့နေရာတိုင်းကကျွန်တော်ပြည်သူတွေအတွက်မလုံခြုံဆုံးသောနေရာဖြစ်တယ်ဆိုတာကိုအားလုံးလည်းသိတာဖြစ်ပါတယ်စစ်ကောင်စီတွေကကြေးရွာတွင်ဒီမျိုးတွေကိုစစ်ကြောင်းထုတ်လာပြီဆိုတာနဲ့ပြည်သူတွေကဒီအိုးအိမ်တွေကနေဆုံးခွာထွက်ပြေးရပြီးတော့မှရရအထုပ်တွေဆက်ပြီးတော့မှပေါ့နော်တော်ထဲကိုထွက်ပြေးနေကြတာပဲဖြစ်ပါတယ်ဒီချိန်မှာသူ့အနေနဲ့ PDF တွေကဒီရွာတွေထဲမှာရှိတယ်ဆိုရင်အဲ့ဒီကြေးရွာကမလုံခြုံတာဖြစ်ပြီးတော့မှပြည်သူလူထုတွေဆရာနေမလားငွေကြေးရကိုသွေးဆိုးတာတွေလက်ရှိနေရဆိုတဲ့ပုံစံမျိုးနဲ့ပေါ့နော် မျိုးနွယ်များစွာပြောဆိုထားတာဖြစ်ပါတယ်။တကယ်တမ်းကျတော့သူတို့ဘက်ကနေပြတော့မှခုဆိုရင်ညမိုးတွေနဲ့လူတက်မှုတွေထိပါမန္တလေးမြို့ပေါ်ထဲမှာတောင်မှကျွလို့နေတာမို့လို့ဘဲဘက်ကတရားမျှတမှုကိုလိုချင်ပြတော့မှလုံခြုံမှုရှိအောင်လဲဆိုတာသူကိုယ်တိုင်လည်းသိမှာဖြစ်ပါတယ်။ကျတော့နောက်ထပ်ဗီဒီယိုသဘောနေနဲ့ဒီဘောမကြီးစားတကောင်ဖြစ်တဲ့ဘောမမိုးစိတ်ဆိုတဲ့ကောင်ကနေပြတော့မှပေါ့နော်ဘလိုမျိုးတွေအားချောင်းမလဲဆိုတာတစ်ချက်လောက်ကြည့်လိုက်ရအောင်။အဲအမေရိကန်နိုင်ငံရဲ့ခေါင်းဆောင်ထရမ့်ကအဲသူ့ရဲ့နော်အီလွန်မတ်စ်နဲ့အတူနော်နိုင်ငံကိုချက်ချင်း အာနာရရဲ့အချင်းမှာနိုင်ငံရဲ့တိဆောက်မှုလုပ်ငန်းကိုစပြီးတော့အကောင့်တွေပေါ်နိုင်ခဲ့တဲ့ကြိုတင်ပြင်ဆင်မှုပါเนาะအဲသူ့ရဲ့အဲသူ့ရဲ့เนาะဟိုပြင်ပလွတ်လပ်တဲ့เนาะ Elon Musk လို့ပြင်ပလွတ်လပ်တဲ့ဟာအသက်ပညာ Elon Musk နဲ့တောင်းနိုင်နေပြီနော်ဒီကောင်လေးတော့အသက်ပညာရှင်များနဲ့ပေါင်းစည်းထားတဲ့ Elon Musk ရဲ့အဖွဲ့ကိုသူကလက်ချင်းချိတ်ပြီးတော့ နိုင်ငံကိုအာဏာကိုစပြီးတော့လွှဲယူခဲ့တယ်ဗောနော်အဲ့ဒါတိုင်းပြည်တစ်ပြည်မှာလုတ်တင်လုတ်ထိုက်တဲ့အလုပ်တစ်ခုဗောနော်အဲကျွန်တော်တိုင်းပြည်အတွက်အတုခိုးစရာအများကြီးရှိပါတယ်အဲအဲ့ဒါတို့ယူသစ်တာလည်းရှိပါတယ်အဲ့တော့ခေါင်းဆောင်တယောက်နဲ့မြန်မာနိုင်ငံမှာရှိတဲ့လက်ရှိခေါင်းဆောင်အနေနဲ့လုတ်တင်တာကမြန်မာပြည်မှာ Elon Musk လို့မဟုတ်အမေရိကန်မှာလုတ်ထားတဲ့ Elon Musk လို့မဟုတ်လွတ်လပ်တဲ့နော်အတတ်ပညာရှင်သိပညာရှင်စုဖွဲ့ထားတဲ့နော်လွတ်လပ်တဲ့အဖွဲ့အစည်းတစ်ခုကိုအားချင်းတည်ဆောက်ပြီးတော့အဲထောက်လိုင်းပညာရှင်တွေကိုပါဝင်တဲ့အဖွဲ့အစည်းတစ်ခုကိုကျွန်တော်တို့အမြန်ဆုံး တိဆောက်ဖို့လိုအပ်နေပြီလိုအပ်တယ်လို့လည်းမြင်ပါတယ်အတူယူသင့်ပါတယ်လို့ထင်ပါတယ်ဘာကြောင့်လဲတိုက်ပြီးဟာဖက်ဖက်ကယိုရင်းပျက်စီးပြီးတော့အာဂရီမှုတွေကြီးစိုးနေတဲ့အစိုးရအကြီးကဲပိုင်းတွေအချို့အချို့အစိုးရဝန်ထမ်းတွေเนาะပြင်မမှာဖြစ်နေတဲ့အခက်အခဲတွေမှန်သမျှကိုအခုလိုလွတ်လပ်တဲ့အဖွဲ့အစည်းတစ်ခုကိုတိဆောက်ခြင်းအားဖြင့်တိုင်းပြည်ကိုအမြန်ဆုံးထိမ့်မတ်နိုင်မယ်တိဆောက်နိုင်မယ်အဲ့ဒါအဲ့ဒီလှုပ်လိုက်လှုပ်လိုက်ခြင်းအားဖြင့်ဘာတွေဖြစ်လာမလဲဆိုတော့ပညာတတ်အတိုင်းဝိုင်းက မြန်မာပြည်မှာရှိတဲ့ပညာတတ်အတိုင်းအဲ့လွတ်လပ်တဲ့အဖွဲ့အစည်းနဲ့အတူပူးပေါင်းဆောင်ရွက်ပြီးတော့တိုင်းပြည်တည်ဆောင်ရေးကိုအားတက်တရောပူးပေါင်းပါဝင်လာမယ်လို့ကျွန်တော်တို့မြင်ပါတယ်။ဒါကြောင့်မြန်မာနိုင်ငံရဲ့ခေါင်းဆောင်အနေနဲ့နေ့ချိန်မှာ Elon Musk လိုမျိုးနော်အဲစနစ်တကျရှိတဲ့နော်လွတ်လပ်တဲ့ပြင်ပပညာရှင်ဖွဲ့စည်းရေးအဖွဲ့အစည်းရဲ့အပြင်ကျွန်တော်တို့ရဲ့နော်အတိုင်းဝိုင်းမှာရှိတဲ့တက်ပညာရှင်တွေပညာတတ်အတိုင်းဝိုင်းကိုကျွန်တော်တို့အမြန်ဆုံးစုစည်းပြီးတော့တိုင်းပြည်တည်ဆောင်ရေးကိုအမြန်ဆုံးကောင်းထည့်ဖော်ပြပါလို့ကျွန်တော်တို့ ကဲဒါတော့ဒီဘောမမိုးစေးကနေပြောမှာပါနော်သူတို့တွေနဲ့အမေရိကန်လိုမျိုးဒေါ်နယ်ထရမ့်နဲ့ Elon Musk တပူးတသွဲထဲတဲ့ပူးတဲ့ပြည်မှာနိုင်ငံရေးတွေလှုပ်ဆောင်တယ်လို့မျိုးပဲမြောက်လိုက်စစ်တပ်အနေနဲ့အဲ့လိုမျိုးလှုပ်ဆောင်တင်တယ်ဆိုတဲ့ပုံစံမျိုးနဲ့ပြောဆိုထားတာဖြစ်တယ်စိတ်မကောင်းစရာတစ်ခုကတော့ကျွန်တော်တို့စစ်တပ်တိုင်းဝင်တဲ့နေဆက်တဲ့လူတွေထဲမှာအဲ့လိုမျိုးထူးချွန်ပြည်မှာပေါ့နော်ပီတိုလူထုတွေရဲ့ကြည့်ပွားတော့တဲ့မှုကိုငဲ့ညာတဲ့အုပ်စုတွေကလုံးဝမရှိတာဖြစ်ပါတယ်။သဘောတည်းနွားတွေနဲ့ပြည့်နေတဲ့တို့တို့ဒီစကောင်စီအတိုင်းဝိုင်းခရိုနီတိုင်းဝိုင်းမှာဆိုရင် ဘီတူရိုထုကိုခြာနေပြရမှာသူတို့ကိုကြိုးတက်ရှာနေတာဖြစ်ပြမဖြစ်နိုင်တယ်ဆိုရင်တော့မှတပီလုံးကိုညောင်းချဖို့အသင့်ရှိနေတဲ့အုပ်စုတွေဖြစ်တယ်ဆိုတာကျွန်တော်အလုံးနဲ့သိတာဖြစ်ပါတယ်ကျွန်တော်နောက်ဆုံးဗီဒီယိုသဘောနေနဲ့အဘသားကိုကြီးဆိုတဲ့ငနေတကောင်ကနေပြတော့မှသူတို့စခလော်ဘီအကြီးစားတွေနဲ့ကျွန်တော်ပီတူလူထုတွေကိုပြန်ပြီးတော့မှဆုံမှုချေလဲမယ်ဆိုပြီးတော့မှချင်းချောက်ပြောဆိုထားတဲ့ဟာလေးကျွန်တော်ဆက်ပြီးတော့မှကြည့်လိုက်ရအောင်နော်အခုမေဒီယန်တမတမရကိုနီပိတ်တွေရဲ့တဘာဝအတိုင်းဝိုင်းဆဲနေကြတယ်တည့်မလားအချိုးမြက်တွေစုံရှုံသွားတဲ့ဒူတွေအုပ်စုပါ နော်ဒီမိုကရက်အုပ်စုလို့ခေါ်တယ်ကွာဒီမိုကရေစီရေးအကြောင်းပြပြီးတော့တိကိုကျော်စီဝါရှာနေတဲ့အုပ်စုကစွိုင်းဆဲနေတယ်အမေရိကန်သမ္မတကလက်ဖျားကနေဆစ်လွှတ်လိုက်တဲ့တမန်တော်လိုပဲကွာနော်မတရားတဲ့ကိစ္စနော်နိုင်ကမ္ဘာပေါ်မှာလှက်ပတ်ပြီးတော့ဗိုလ်ချစိုးမိုးနေတဲ့ကိစ္စတွေအကုန်လုံးထိရောက်စွာအရေးယူတားမြစ်ဖို့အတွက်လက်ဖျားကနေဆစ်လွှတ်လိုက်တာနော်အဲ့လိုငါတင်စားရတယ်အချိန်တန်ကြလို့ရှိလို့ရှိရင်ငါ့နိုင်ငံကိုလေအဲ့လိုလက်ဖျားတွေရောက်လာလိမ့်မယ်အမှန်တရားအတွက် ဲ့လိုနှစ်ဖျားတွေရောက်လာလို့ရှိရင်မင်းတို့အခုလက်ရှိမှာမင်းတို့အားကြီးလိုက်စားထားတဲ့အကောင့်နေနော်ပြည်သူကိုမျိုးမျိုးဖို့ကြာကြီးမကောင်းတဲ့နီးနဲ့တက်မွေးဝမ်းကြောင်းဖြူတဲ့အကောင့်နေနော်အချင်းပြတ်ချစားနေတဲ့ဝန်ထမ်းတွေအဲ့ကြလို့ရှိရင်အဲ့လိုနှစ်ဖျားရောက်လာတဲ့ခါကြလို့ရှိရင်မင်းတို့ကောင်တွေမလွယ်ဘူးနော်ငါတို့ဘက်မှာစော်ဖုံးင်းရှိတယ်ကြော်ဆိုးဦးရှိတယ်ကြော်မျိုးမင်းရှိကြောက်ရမှာလားအကောင့်တွေမင်းတို့အကုန်လုံးကိုမြေလှမ်းမဲ့ကောင်တွေအကောင့်တွေကတော့ပေါ့လားမြေလှမ်းမှာအခုအခွင့်မတားလို့နေနေတာနော်ငေါ့မြန်မာနိုင်ငံနဲ့ပတ်သက်လို့ရှိရင်လေကဘာရဲ့ ်ငါဖျားတော့ဆင်းလာပြီငါတို့နိုင်ငံငါဖျားဆင်းလာဦးပဲလို့တော့တယ်ဟာစောင့်ကြည့်အဲ့ကြာမင်းတို့တွေ့မယ်အခုဇလန်စကီဇလန်စကီကိုအမေရိကန်မှာပြောလို့ဆိုလို့ဆိုပြီးတော့ဒီကောင်တွေဝမ်းမီဆင်းနေကြတယ်အမေရိကန်နိုင်ငံရဲ့အင်ဗျူတော်ရဲ့ဘဲဥပုံစံရုံးကန်းကိုတက်တဲ့ပုံစံငါရဲ့ဒီအင်ဂျင်နဲ့ပုံစံပုံစံမျိုးလာတက်တာနော်ဘဲကောင်ကအောက်တန်းကျပြီးတော့ဘဲကောင်ကအစ်စ်တန်းရှိတယ်ဆိုလို့ဆိုတာအရှင်းသားပေါ်တယ်မင်းတို့နီပိတ်တဲ့ဘက်ကကောင်တွေအကုန်လုံးအောက်တန်းသားကြီးပဲအစ်စ်တန်းမရှိတဲ့ကောင်တွေကြီးပဲဒီအင်ဂျင်နဲ့ အိမ်ပြီးတော့ရုံးကန်းကိုလာတာနော်အဲ့ဒါကြီးကမင်းတို့စဉ်းစားကြည့်ဘယ်ကောင်ရဲ့ဆောက်ဖောင်းလဲဆိုတာဟာသူတို့နဲ့ပါဆိုင်နေတာဟာမင်းတို့နားနေကြတယ်အာမင်းအမေရိကန်နိုင်ငံကနေရောရှောင်းလို့နော်ရုရှားနိုင်ငံကြီးကနေပြီးတော့ဒီယူကရိန်းနိုင်ငံကြီးကိုတိမ့်ပိုက် intervention နော်ကျူးကျော်စစ်ဟေ့ရ USSR ဆိုရင်ရုရှားနိုင်ငံရဲ့ပြည်နယ်တစ်ခုကွာ နော်ယူကရိန်းနိုင်ငံဆိုတော့ဥမာငောက်ရခိုင်နိုင်ငံမှာ A ကနေတင်းတော့ရခိုင်ပြည်ကို A အုပ်ချုပ်နေရပဲထားတော့ငောက်မြန်မာတက်မလို့အင်အားကောင်းတဲ့အချိန်မှာ A ကိုပြန်တင်းတဲ့သဘောမျိုးပဲတက်ဆိုင်နေကိုပြည်နယ်ကိုပြန်တင်းတာအဲ့ဒါကျူးကျော်စစ်လို့မခေါ်ဘူးဂျပန်နေပြီးတော့အမေရိကန်ကိုသွားတင်းတာအမေရိကန်နေပြီးတော့ဂျပန်ကိုသွားတင်းတာတို့ကကျူးကျော်စစ်ခေါ်တယ်နော်တိုင်ဝမ်တရုတ်လူမျိုးတွေနေတဲ့ကျွန်းတရုတ်ကပြန်တင်းလို့အဲ့ဒါကိုပြည်နယ်ကိုပြန်တင်းတာပဲခေါ်တယ်နော်ကျူးကျော်စစ်မဟုတ်ဘူးဘာမှမင်းဖင်ဝင်လာနေတာလည်းမလို့မလို့ဘူးကွာနော်အခုဆိုအဲ့ဒီစစ်ပွဲတွေအကြောင်းပြပြီးတော့ ပတ်စံရနေတဲ့ကောင်ကောင်ကငုတ်တုတ်နေမိကုန်ပြီကဲဒီအဘသားတော့ဗောနော်စတော်လေးကိုမမရင်းရင်းနဲ့ကျွန်တော်မိဘပြည်သူတွေချင်းချောပြောဆိုထားတာဖြစ်တယ်သူပြောတဲ့ပုံစံရတော့ဒီယူကရိန်းတမရနဲ့ မေရိကန်သမ္မတဒီဒေါ်နယ်ထရမ့်ပဲသွေးဆောင်တဲ့အချိန်မှာသူတို့သွေးဆောင်တဲ့ပုံစံတွေကပြီးတော့မှသူတို့ရဲ့ဝက်ဆင်တဲ့ပေါ့နော်ဝက်စားတွေနဲ့ပတ်သက်ပြီးတော့မှကျွန်တော်ဘက်ကနေပြီးတော့ပြောဆိုတဲ့ဟာတွေကလုံးဝကိုစီလုံးမှုမရှိဘူးဆိုတဲ့ပုံစံမျိုးနဲ့ပြောဆိုထားတာဖြစ်ပြီးတော့မှဒီလိုမျိုးကျူးကျော်ဆက်တွေကတရားမျှတမှုရှိတယ်ဆိုတဲ့ပုံစံမျိုးနဲ့လည်းထပ်ပြီးတော့မှပြောဆိုထားတာဖြစ်ပါတယ်တကယ်တမ်းကျတော့ကျွန်တော်မြန်မာပြည်အခြေအနေနဲ့လုံးဝကိုစန့်ကျင်ပဲဖြစ်နေတာကိုတွေ့ရတာဖြစ်ပါတယ်မြန်မာပြည်မှာဆိုတော့ကျွန်တော်ပြည်သူတွေပိုင်တဲ့ပေါ့နော်နေမရလုံးကိုအခုဆိုရင်ပီတိုရီယာနဲ့ပြုံးမလဲပြန်လဲရရှိဖို့တော်လိုင်းရဲ့အားစုတွေနဲ့စူးစမ်းနေတာပြုံးမအခုဆိုရင်တပီလုံးအနေနဲ့ပေါ့နော် အားလုံးဒီပတ်ကိုကျွန်တော်တို့လည်းထိန်းချုပ်နိုင်ဖို့နှိစက်နေတာပဲဖြစ်ပါတယ်။ဒါကြောင့်မလို့စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့အခုဆိုရင်ဘောမလော်ဘီတက်တက်တော်တော်လေးကိုလောင်းနေကြတာဖြစ်ပြုံးမှာမြောက်လိုက်နေတဲ့မှကြာခင်မှာပဲဒီထိုးစစ်ပေါင်းစုံနဲ့ပေါ့နော်ပြန်ပြီးတော့မှရယူသိမ်းပေးဖို့ကြိုးစားမယ်ဆိုပြီးတော့မှပြောဆိုနေကြတာပဲဖြစ်ပါတယ်။ဒါပေမဲ့ကျွန်တော်တို့ဘက်ကနေပြီးတော့မှပြည်သူတွေလိုချင်နေတဲ့ငင်းချမ်းရေးအစ်မနဲ့ Federal Democracy ရဲ့အစ်စ်ကိုရရှိတော့မယ်ဆိုတဲ့အကြောင်းပြောရင်လည်းကျွန်တော်ဒီနေ့ညဗီဒီယိုကိုဒီနေ့ပဲဆုံးသတ်ချင်ပါတယ်။စာဆုံးကြည့်ရှုပေးကြတဲ့မြို့ပပြည်သူများလုံးစိတ်ချမ်းသာကိုယ်ချမ်းမှချင်တဲ့ပြည့်စုံပြီးတော့မှ တရားရေးချန်နယ်ညာလေးပိုင်ဆိုင်ကြပါစေလို့ကျွန်တော်ဒီနေရာကနေဆုမကောင်းတောင်းပေးလိုက်ပါတယ်